်အင်္ဂလိပ်စာကိုလေ့လာနေကြတဲ့လမ်းလာတွေအားဆိုလို့ရှိရင်အနာဂတ်နဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုလည်းပြောတတ်ဖို့လိုအပ်ပါတယ်ဒီနေ့မှဆိုရင်ဆရာကအနာဂတ်နဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုအောက်မှာရှိတဲ့ sentence ၅ကြောင်းနဲ့သင်ပေးမှာဖြစ်ပြီးတော့အဲ့စာကြောင်း၅ကြောင်းပြီးသွားလို့ရှိရင်အနာဂတ်နဲ့ပတ်သက်တဲ့အစီအစဉ်တွေကိုနည်းနည်းပြောပြတတ်မယ်သူများကိုလည်းမေးတတ်မှာဖြစ်ပါတယ်ပြီးတော့ဒီမှာပါတဲ့ usage တွေနဲ့မသိတဲ့အသုံးအနှုန်းတွေ vocabulary အသစ်တွေပါလာပြီဆိုလို့ရှိရင်အဲ့ဒါကိုရေးမှတ်ပြီးတော့ကြက်မယ်လက်တွေ့ပေါ်မှာရအောင်အသုံးချမယ်ပြီးတော့ရ60နဲ့ English speaking ကောင်းအောင်လုပ်ထားတဲ့ CD ဖြစ်တဲ့အတွက်ကြောင့် ေချာလေးလုပ်မယ်ဆိုလို့ရှိရင်လုံအောင်အကျိုးရှိမှာပါကဲဟုတ်ပြီအဲ့တော့ဒီဟာလောက်ကိုတော့ဆရာကကိုပေါ့ကိုလောက်ခိုင်းဖို့ပလန်တော့ရှိတယ်ဒါပေမဲ့လည်းပုံမှန်ဆိုရင်ဒီစာငါးကြောင်ကိုပေါ့ရေးပြီးဆရာပြီးအဖြေတိုက်ပေးတာပေါ့နော်ဒါပေမဲ့လည်းဒီနေ့ဟာမှလည်းနည်းနည်းလှုပ်ရှားချက်လေးလေးရှိသေးတယ်ဆိုတော့ဆရာပဲတန်းပြောလိုက်မယ်အားမမဟုတ်ဘူးကျွန်တော်တို့ကျမတို့မှအဲ့လောက်တော့လုတ်တက်တယ်ဆိုရင်ဗီဒီယိုလေးခဏရက်ပြီးတော့အရင်ဖြေပြီးမှဆရာနဲ့အဖြေတိုက်တခါတည်းတန်းကြည့်မယ်ဆိုတခါတည်းတန်းကြည့်ကြည့်ပြီးတော့ကူးမယ်နော်မင်းဘယ်ကိုသွားဖို့စီစဉ်ထားလဲဟုတ်ပြီဆရာတို့ကအနာကက်ဆိုနေဆရာတို့ခေါင်းနဲ့ဝင်လာတတာဝေပဲ ဝေဆွဲအနာဂတ်ဒီ prediction လို့ခေါ်တဲ့ command တဲ့ဟာဒီမှာသုံးတာဖြစ်ပြီပြီးလို့ရှိရင် decided now အခုပဲဆုံးဖြတ်အခုပဲဆုံးဖြတ်လိုက်တဲ့အနာဂတ်မျိုးတွေဖြစ်တယ်အဲ့လိုဟာမျိုးဝေသုံးရတာဖြစ်တယ်အဲအစအရေက season ထားပြီးသားအ season တွေ plan ထားပြီးသားဟာရယ်ဆိုရင်တချို့တော့ဝေနဲ့သုံးလို့မရဘူးဘာနဲ့သုံးရမလဲဆိုရင် MSR5 engine နဲ့ပြောရမယ်အားလေတခုကိုဒေချာလေးမှတ်ထားစေချင် အဲ့တော့အနာကနှစ်မျိုးရှိတယ်အဲ့တော့ဒါကိုလည်းမြင်ဖို့ကြရမယ်ဒါဒီ series ရဲ့အချိန်မှာအင်္ဂလိပ်စာအောက်တက်ခြေဖို့ချက်30ဆီဆိုတော့ဆရာတင်ထားပေးပြီအမှဆိုရင် MSR 5NG ဒီအခုလုံနေတဲ့ဟာအတွက်သုံးရမယ်လို့ဆရာပြောထားခဲ့တယ်ဟုတ်တယ်နော်အခုလုံနေဟာအတွက် MSR 5NG ကိုသုံးမယ်လို့ပြောထားတယ်ဒါမှကြတော့အနာကနဲ့ပတ်သက်ရင်လည်းသူ့ကိုသုံးလို့ရတယ်ဘလို့အနာကမျိုးလဲ plan future season ထားသော အနာကမျိုးမှတ်ထားနော်ဒီအနာကဒီဝေဆွဲအနာကဒီ season ထားတဲ့အနာကမဟုတ်ဘူးအခုပဲဆုံးဖြတ်လိုက်တဲ့အနာက ဒါမှမဟုတ်လည်းခံမှန်းထားတဲ့အနာဂတ်အမစ်ဆာ5ကြီးကကျတော့စီစဉ်ထားတဲ့အနာဂတ်တွေမှာဆိုရင်ဆရာတော့300မယ်အဲ့လိုမှတ်ထားမယ်ဒါဆိုလို့ရှိရင် will တမျိုးလည်းရှိတာမဟုတ်ဘူး MS5 ကြီးလည်းရှိသေးရဆိုတော့မှတ်ရမယ်နောက် going to ဆိုပုံစံလည်းရှိသေးတယ်လောလောဒီနှမျိုးရင်မှတ်ထားမယ်မင်းဘယ်ကိုသွားဖို့စီစဉ်ထားလဲအခုမှမင်းဘယ်သွားမလဲလို့ကောက်ခါငင်ကမေးတာမဟုတ်ဘူးစီစဉ်ထားတဲ့အစီအစဉ်မေးရဆိုတော့ဆရာတော့ဒီ will ကိုမသုံးမနဲ့ MS5 ကြီးကိုသုံးတဲ့လေဟုတ်ပြီလဲမင်းကောင်းရထုံးစံအတိုင်းပဲ WH နဲ့စမယ် ဇာတ်ရုပ်ဒီရှေ့ရစီးရီးမှာနှိမ့်စာအောက်တက်ချက်ပေါ်ကြ30စီးရီးဆိုတာရှိတယ်အဲ့ဒါကိုကြည့်ပြီးမှထားအောင်ကြည့်စစ်ချင်တယ်သူရဲ့ပုံစံတိုင်းဆို WH လာမယ် pin အကူထုတ်မယ် pin subject လာမယ် pin verb တွေလာမယ်ပေါ့နော်အဲ့တော့ lemming ကိုဆိုဆရာတော့ဗာနဲ့ဆက်လိုက်လဲဆိုရင် where နဲ့ဆက်လိုက်တယ် where ပြီးလို့ရှိရင်နောက်တစ်ခါ MS စာအကူလေးကိုထုတ်မယ်ဆိုတော့ဆရာအားထုတ်လိုက်တယ်။ဘာကြောင့်အားထုတ်လဲဆိုတာရှေ့စီးမှာပြောထားတယ်။ main ဆိုတာက second person ဖြစ်တဲ့အတွက်ကြောင့်အများသဘောဆောင်လို့အားကိုသုံးတယ်။ပြီးရင် you ထုတ်တယ်။ပြီးရင် season တိုင်းလို plan လို့ခေါ်တယ်။ဒါပေမဲ့သူက MS စာတော့မှ ing ပဲလိုက်ရမယ်ဆိုတဲ့အချိန်ကြောင့် where are you planning ဘာလို့ဖို့လဲသွားဖို့ဖို့နဲ့ကျန်အား to အဲ့တော့ where are you planning to ကိုလို့မရရဲ where will you go တော့ mainly ရတယ်ဒါပေမဲ့အစီအစဉ်ကိုမေးချင်ရင်တော့ i miss our friends ကိုသုံးဖို့ဆရာအကြံပြုထားတယ် where are you planning to go မင်းဖယ်ကိုသွားဖို့စီစဉ်နေရာလေးလိုပဲပြောပြရလို့မင်းဖယ်ကိုသွားဖို့စီစဉ်ထားလဲဆိုတော့စီစဉ်ထားသောအနာဂတ်ကိုလည်းမေးလို့ရတယ်နောက်မင်းဘယ်သူနဲ့သွားမှာလဲဟုတ်ပြီနော်သွားမယ်ဟာလဲဒါလဲစီစဉ်ထားပြီးသားသဘောမျိုးမေးချင်ရင်ဒါအောင်မေးမယ်သူများရဲ့အစီအစဉ်ကိုမေးချင်ရင် MSR5 ရည်နေလဲသုံးမယ် ဘသူနဲ့ဆိုတော့ who နဲ့တုံးမယ်ဥပလိရှင်ခုနလိုပဲ ms ထုံးမယ် who are you တော့ who are you သွားတာကို ing နဲ့တုံးရမယ် who are you going မင်းဘသူနဲ့သွားမှာလဲသွားနေရလဲမဟုတ်တော့ဘူးเนาะဘသူနဲ့ဆိုတော့ဘလူတော့ရပြီဒါပေမဲ့ next ဆိုတဲ့သဘောတရားလေးနဲ့ဆိုတဲ့သဘောတရားပါအောင် quick လေးထည့်ရသေးတယ်အားလေးလက်မှတ်ထား who are you going with မင်းဘသူနဲ့သွားမှာလဲ who will you go with ဆိုရင်အခုမှမေးလိုက်တာဥမာပေါ့ကဲဟိုပေါ့ငါ့ရဲ့ထိတော့သွားပြပါအောင်မင်းတကယ်သွားလို့အဆင်ပြေလားမင်းဘသူနဲ့သွားမှာလဲ who are you going with လို့မမေးရဘူးအခုပဲဆုံးဖြတ်ခိုင်းတဲ့ဟာမျိုးဆိုရင် who will you go with လို့မေးရမှာဖြစ်ပြီးတော့အစတည်းကသူ့ရဲ့ပလန်မေးရဖြစ်တဲ့ကြောင့် we မသုံးဘဲနဲ့အမစ်စာသုံးနေတာ who are you going with လို့ဖြစ်သွားတယ်မင်းဘယ်လိုသွားမှာလဲဒါတော့လက်စီစဉ်ထားတဲ့သဘောနဲ့ပဲမေးကြည့်ရအောင်ဘယ်လိုဆိုတော့ဘယ်လိုသုံးမလဲဆိုရင် how how ပြီးခုနလိုပဲအာထုတ်မယ် how are you သွားတာ go ing ပြောလိုက်မယ် how are you going how are you going ဘယ်လိုသွားမှာလဲဘယ်လိုသွားနေရလဲလဲရတယ်မင်းဘယ်လိုသွားမလဲဆိုရင်အနာဂတ်ကိုလည်းမေးလို့ရတယ် အခုမှမေးတဲ့သဘောမျိုးအခုမှလှုပ်ထားတဲ့အစီအစဉ်မေးတဲ့သဘောမျိုးဆိုရင် how will you go မင်းဘယ်လိုသွားမှာလဲမင်းအမှဘာလုပ်မှာလဲဘာလုပ်မှာလဲခါဒါဟုတ်တော့အခုမှဆုပ်ဖြတ်ခိုင်းတဲ့သဘောမျိုးအပြောင်းလဲဖြစ်အောင်ဝေသုံးကြည့်မယ်ဘာဆိုရင်အင်္ဂလိပ်လိုပါလဲဆိုရင် what ပေါ့ဒါဆိုရင်ဘာထုတ်မလဲ will ထုတ်ကြည့်ရအောင်နော် what will subject ကတော့ you ပဲ how will you သူစံထူးခြားတာမှတ်ထားမှာက i mean စာဆို ing we ရဲ့နောက်မှာ verb 0ပဲဆိုတော့သူနောက်မှာလုပ်တယ်ဆိုတော့ do ing မပြောင်း do ပဲသုံးရမယ် what will you do am အဲ့မှာဆိုတာအပြောမှာအဲ့ဒီမှာပေါ့အရေးမှာကြတော့ထိုးနေရမှာအဲ့ဒါကို there လို့ခေါ်တယ်ဒီနေရာမှာဆိုရင် here ထိုးနေရမှာဆိုရင် there ဒါပေမဲ့စကားပြောတဲ့ခါမှာထိုးနေရမှာလို့ဆိုတော့ဘယ်တော့မှမပြောဘူးလीဟိုမှာအဲ့ဒီမှာဒီမှာဒီမှာအဲဒီလိုဟာမျိုးလေးတွေကိုကြတော့ဆရာကဘာလဲတော့ဆို here နဲ့ there ကိုတောင်းရမယ်အားလေးမှာဒါအမေပမာတဲခုမှာလဲခဲထားလဲအခုပဲမိလိုက်တဲ့သဘောမျိုးပဲသုံးလိုက်ရအောင်ဘယ်မှာလဲဆိုတော့ဝဲအခုပဲအခုပဲဆုံးဖြတ်ခိုက်လိုက်တဲ့သဘောပေါ့နော်ဝဲပြီးလို့ရှိရင်ဝေကိုထုတ်မယ်ဝဲဝေ you เนาะတဲခိုတာဘာလို့ခေါ်လဲဆိုရင် stay ဘယ်နေရာမှာတဲခိုပါလဲ align v လက်ကတတလုံးပြီးနေတာဖြစ်ပြီးတော့ခဏတစ်ဖြုတ်တဲခိုရအောင်ကြာ stay နဲ့ stay လို့ခေါ်ရ stay ကတဲခိုနေထိုင်တယ်လို့ဒီဘက်ထွက်တယ်ကဲဒီနေ့မှာဆရာပြောသွား usage တွေမှတ်ပြီလားဒီနေ့ဒီနေ့ဆရာပြောသွားတာ key တွေကဘာလဲဆိုရင်အစတွေက plan ထားတဲ့ plan အစီအစဉ်တွေနဲ့ပတ်သက်တဲ့အနာဂတ်ဆိုရင် msr 5g ကိုသုံး ောက်ခါကျတော့အခုမှဆုံးဖြတ်တဲ့အနာဂတ်မျိုးဒါမှမဟုတ်လို့ရှိရင်လည်းခံမှန်းတဲ့အနာဂတ်မျိုးမနှက်ဖက်မိုးရွာတော့မယ်ဘာလို့အဲ့လိုခံမှန်းတဲ့အနာဂတ်မျိုးဆိုရင်ဘာလို့တော့မလဲဝေကိုတော့အောင်မယ်ခင်ထားလေးကိုဒီချာလေးမှတ်ပြီးတော့နောက်ရက်ဒီဆက်ပြီးတော့ဒီကျင်းပါနော်ရက်60နဲ့ English speaking ကောင်းမှုအတွက်ကိုယ့်ရဲ့အားထုတ်မှု90%ရခိုင်တော့လိုပါတယ် fighting ပါ